မြန်မာຫນွေဦးခရိုနီကယ်ဇွန်28မြင်တွင်2025-2026မှာကျင်းပမယ်ရွေးကောက်ပွဲနဲ့လက်နက်ကိုင်ပဋိပက္ခအရှိန်အဟုန်ရွေးကောက်ပွဲလို့ဆိုခဲ့ရင်မြန်မာနိုင်ငံမှာပါလီမန်ဒီမိုကရေစီခေတ်ရွေးကောက်ပွဲတွေလည်းရှိခဲ့ပြီး1962ခုနှစ်ဆီအာနာသိမ်းပြီးတဲ့နောက်အခြေခံဥပဒေအသစ်ရေးက1984ခုနှစ်မှာအတီးပြုတ်တဲ့တပါတီစနစ်အောက်ကရွေးကောက်ပွဲတွေလည်းရှိခဲ့ပါတယ် 1994အခြေခံဥပဒေအောက်မှာကျင်းပတဲ့ရွေးကောက်ပွဲတွေကိုတော့ရွေးကောက်ပွဲမီကာမက်တာလို့ဆိုရမှာဖြစ်ပါတယ်။တပန်1988အရေးခင်ပြီးတဲ့နောက်1990မှာကျင်းပတဲ့ပါတီစုံရွေးကောက်ပွဲအာဏာလွှဲအပ်ခြင်းမရှိဘဲအခြေခံဥပဒေရေးဖို့ညီလာခံကျင်းပဖို့လမ်းကြောင်းပေါ်တုံးတင်ခဲ့ပြီးတော့2008ခုနှစ်ကျမှအခြေခံဥပဒေအသစ်ကိုတပန်အတည်ပြုခဲ့ပြီး2010မှာရွေးကောက်ပွဲ ပြန်ပေါ်ထွက်လာတာဖြစ်ပါတယ်။ 2010ရွေးကောက်ပွဲဟာစစ်တပ်ရဲ့စေအုပ်ချုပ်ရေးကနေ2008အခြေခံဥပဒေအရပေါ်လာတဲ့လွတ်တော်ရွေးကောက်ခံအစိုးရအဖွဲ့ရဲ့အုပ်ချုပ်ရေးတွေကစစ်တပ်ကိုအာဏာခွဲဝေပေးပြီးတော့အုပ်ချုပ်တဲ့စနစ်နဲ့တွားဖို့အစီအစဉ်မျှော်မှန်းမှုနဲ့ကျင်းပခဲ့တာဖြစ်ပါတယ်။ဒီအခင်းချင်းက2010ကရေတွက်ရင်ရွေးကောက်ပွဲတက်တန်းနှစ်ကြိမ်သာခံပြီးတော့ဆီယာနာတိမ့်မှုဖြစ်ပွားခဲ့က စစ်ပီးခေလွတ်လပ်ရေးရပြီးတဲ့ခေမြမတမိုင်းရဲ့တမိုင်းတစ်ပတ်လည်မှုအစိုးတန်တရားတွေကြာရောက်ခဲ့ပြန်ပါတယ်ခေတ္တမြမတမိုင်းမှာရွေးကောက်ပွဲတွေကတမိုင်းအလှည့်ပြောင်းအကွေတွေမှာရှိနေလိမ့်ရှိပေမဲ့ရွေးကောက်ပွဲချင်းပါတိုင်းနိုင်ငံရေးပြဿနာပြေလည်မှုရရှိကြတာတော့မဟုတ်ပါဘူးဒီမိုကရေစီအသားမကျသေးတဲ့နိုင်ငံတွေမှာတော့ရွေးကောက်ပွဲအကျူပြီးကာစကာလတွေဟာနိုင်ငံရေးမတည်ငြိမ်မှုကာလတွေရဲ့အဖြစ်မှတ်ယူကြတာ ဖြစ်ပါတယ် အာဏာရထားတဲ့အစိုးရစစ်တပ်တွေကရွေးကောက်ပွဲမတိုင်ခင်မှာရွေးကောက်ပွဲကျင်းပစဉ်မှာ အာဏာအလွဲသုံးကဖိနှိပ်တာမတမာမှုလုပ်တာတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုအမြင့်ဆုံးလုံခြံတပ်ဖြတ်မှုတွေဖြစ်ပွားလေရှိတဲ့ကာလဖြစ်လေရှိပြီးတော့ရွေးကောက်ပွဲပြီးကာစကာလတွေမှာလည်းရလက်ကိုမကြည်နဲ့တဲ့အင်အားစုတွေကမယုံမသားလုံလို့ဖြစ်စီမလုတ်ဖဲအနိုင်ရသည်ဖြစ်စီစစ်တပ်နဲ့အာဏာသိမ်းတာလူမှုအားနဲ့စန့်ကျင်မှုတွေကနေမငြိမ်မသက်မှုတွေဖြစ်ပေါ်လေရှိတာဖြစ်ပါတယ်။ ဒါတွေကရွေးကောက်ပွဲအကျိုးရွေးကောက်ပွဲကာလရွေးကောက်ပွဲကျင်းပပြီးကာလတွေရဲ့လက္ခဏာရဲ့အကျိုးဆက်ဖြစ်လေရှိတဲ့ပုံစံကွက်တွေဖြစ်ပြီးတော့မြန်မာနိုင်ငံကလည်း2020မှာရွေးကောက်ပွဲအပြီးရလက်ကိုမကြည်နဲ့တဲ့စစ်တပ်ကအာဏာသိမ်းတဲ့စီကြားရောက်ခဲ့ပြီးနောက်တဆင့်ပြည်တွင်းစစ်မီးအရှိန်ကြီးကြီးတောင်းလောင်တဲ့အဆင့်ကိုတက်လှမ်းရောက်ရှိခဲ့တာဖြစ်ပါတယ်။နိုင်ငံတကာမှာဖြစ်လေရှိတဲ့အခင်းအကျင်းတာရကတွေတဲကတခုလို့စုမယ်ဆိုရင်လဲစုနိုင်ပါတယ်။ ်အခုတပံရွေးကောက်ပွဲ point အမှတ်ကနေစပြီးဖြစ်ပေါ်လာတဲ့နိုင်ငံရေးအချက်အတဲလူအသက်ပိုင်းဆိုင်မှုအိုးအိမ်နိုင်ငံတည်ရန်စာတတဘာဝပတ်ဝန်းကျင်နဲ့စီးပွားရေးအဖက်ဖက်ကိုပြည်စည်းဆုံးရှုံးစေတဲ့ပြည်တွင်းစစ်မီးတွေကြောက်ရောက်စေခဲ့တာဖြစ်ပါတယ်။ဒီလို နိုင်ငံရေးအကျဲ့အတဲနဲ့ပြည်တွင်းစစ်မီးတောက်တဲကထွက်ပေါက်ကရွေးကောက်ပွဲလိုအချို့မြန်မာနိုင်ငံရေးသမားတွေနဲ့လူထုတွေကရှုံမြင်နေကြတာဖြစ်ပါတယ်။ မြေပေါ်နိုင်ငံရေးသမားလို့ဆိုတဲ့စစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာနေပြီးတော့လှုပ်ရှားနေတဲ့နိုင်ငံရေးပါတီနိုင်ငံရေးသမားတွေကလက်နက်ကိုင်လမ်းစဉ်ကပြည်သူလူထုကိုပုံမအခက်အခဲအကျက်တဲနဲ့ရင်ဆိုင်ရစေတာဖြစ်လို့နိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းဖို့အတွက်ရွေးကောက်ပွဲလမ်းကြောင်းကိုမလွဲမရှောင်သာရှောက်ရမယ်ဆိုတဲ့အယူအဆကိုလက်ခံကင်ဆွဲထားကြတာတွေ့ရမှာဖြစ်ပါတယ်။1948ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကလေးက 280နီးပါးတမိုင်းမှာရွေးကောက်ခံအစိုးရပြည်ရင်းစစ်စစ်တပ်အာဏာသိမ်းမှုတပါတီအာဏာရှင်စစ်အာဏာရှင်စတဲ့တလှည့်စီတန်တရားလေနေတဲ့တမိုင်းချောင်းအရာ ိုင်ငံရေးအယူဝါဒအားမကောက်တဲ့ Federal Democracy စနစ်ကိုပြပြဝဝလက်မခံတဲ့လက်နက်ကိုင်လမ်းစဉ်တွေကမြန်မာနိုင်ငံကိုငြိမ်းချမ်းတဲ့နိုင်ငံတကာနိုင်ငံအဖြစ်တည်ဆောက်နိုင်မှာမဟုတ်ဘူးဆိုတဲ့ကောက်ချက်ကိုလည်းထွက်ပေါ်စေပြီးစီးရီးတစ်ခုရဲ့အားကိုးခြင်းဖြင့်နိုင်ငံရေးပြည်ထနာတွေစေစုနှစ်များစွာအခြေတည်လာတဲ့ Federal နဲ့ Democracy ပြည်ထနာကိုမပြေလည်စေနိုင်ဘူးလို့ယူဆကြတာလည်းဖြစ်ပါတယ်။ ဒါကလက်တလုံးမြန်မာနိုင်ငံရဲ့အကျက်အတဲနဲ့ပတ်သက်လို့အချို့သောမြေပေါ်နိုင်ငံရေးပါတီနိုင်ငံရေးသမားတွေကင်ဆွေးတဲ့အယူအဆဖြစ်ပြီးလက်နက်ကင်လမ်းစဉ်ကိုကင်ဆွေးကြတဲ့တိုင်းရင်းသားနဲ့ဗမာလက်နက်ကင်အဖွဲ့တွေကတော့အာဏာသိမ်းတဲ့စစ်တပ်ကကျင်းပပေးမဲ့ယူကောက်ပွဲကိုအယုံကြည်မရှိဘူးလို့မှတ်ယူထားပြီးအချို့သောလက်နက်ကင်အဖွဲ့တွေကတော့ယူကောက်ပွဲကိုမကျင်းပနိုင်အောင်တားဆီးရမယ်ဖျက်ဆီးရမယ်ဆိုတဲ့ယက်တီချက်ကိုကင်ဆွေးထားကြတာဖြစ်ပါတယ် စက်ကောင်စီက2024ခုနှစ်မှာရွေးကောက်ပွဲအတွက်မဲစင်းပြုစုဖို့ဆိုပြီးတကောင်စင်ရင်စတင်ကောက်ယူစဉ်ကာလကလေးကနေရီမျိုးတွေမှာတကောင်စင်ရင်ကောက်ယူတဲ့အရက်ဖက်ဝန်ထမ်းအချို့ဖန်စီတက်ဖြတ်ခံရတဲ့ဖြစ်ရပ်တွေရှိခဲ့တာပါအခုလာမယ့်နှစ်ကုန်မှာရွေးကောက်ပွဲကျင်းပတဲ့အခါမှာလည်းအလားတူဖြစ်ရပ်တွေပေါ်ပေါက်လာနိုင်ခြေရှိနေတာဖြစ်ပါတယ် ိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဗမာလူမျိုးအခြေပြုဖွဲ့စည်းတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကျေးရွာအဆင့်မြို့နယ်အဆင့်တီးကြားစီရက်တီကြားတဲ့ PDF လက်နက်ကိုင်အဖွဲ့အစည်းတွေအမျိုးသားအများပြားရှိနေကြတာကြောင့်ဘယ်အဖွဲ့တွေကဘယ်လိုသဘောထားရက်တီတယ်လဲဆိုတာတိတိပပသိဖို့မလွယ်ကူလှပါဘူးအချို့သောတိုင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့လူမျိုးစုနိုင်ငံရေးအမျိုးသားရေးဝါဒပတ်ပိုးရင်းတဲ့နိုင်ငံရေးရည်တည်ချက်နဲ့ မြေပေါ်နိုင်ငံရေးပါတီနဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေအကြားတူညီတဲ့ရည်မှန်းချက်တစ်ခုထားရှိပြီးနောက်ွယ်ကဆက်ဆံရေးတွေလည်းရှိကောင်းရှိနေနိုင်ပါတယ်။လာမယ့်2025အကုန်2026အစမှကျင်းပမယ့်ရွေးကောက်ပွဲဟာမြန်မာနိုင်ငံရေးအကျပ်အတဲကိုအပြေရှားနိုင်မယ့်လမ်းစာလားသို့မဟုတ်လက်နက်ကိုင်တိုက်ခိုက်မှုတွေနဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေပုံမှုအရှိန်မြင့်စီမယ့်နိုင်ငံရေးဖြစ်ရတစ်ခုလားဆိုတာအခုအချိန်မှာမိကုန်းတွေအဖြစ်ရှိနေပါတော့တယ်ခင်ဗျာ။